မင်္ဂလာပါရှင်။ဧပြီလ3ရက်ကျသာပြည်နေ့ရဲ့တိမတ်ဖွယ်ရာသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့်တင်မှုရုရှားကတရုတ်ကိုတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကတကဘာလုံးမငြိမ်မသက်ဖြစ်နေချိန်တွင်ရုရှားနှင့်တရုတ်နိုင်ငံတို့အနေဖြင့်အရေးပါသောပူးပေါင်းဆောင်ရွက်မှုကိုခိုင်မြဲစေရန်အင်္ဂါနေ့ကတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ ခရစ်မလင်သို့အလဲဘက်ရောက်ရှိနေတဲ့တရုတ်နိုင်ငံသားရဲဝင်ကြီးမစ္စတာဝိုင်ယီနဲ့တွေ့ဆုံစဉ်သမ္မတပူတင်ကအခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။နှစ်ဦးတွေ့ဆုံစဉ်သမ္မတပူတင်ကတရုတ်သမ္မတရှိကိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနှစ်နိုင်ငံအကြီးအကဲများကြားသဘောတူညီမှုများကိုထိရောက်စွာအကောင့်ထည့်ဖော်နိုင်ခဲ့ခြင်းပေါ်ကျေနပ်အားရကြောင်းပြောကြားခဲ့ပါတယ်။ ရုရှားတရုတ်ဆက်ဆံရေးဟာနေပေအသီးသီးတွင်လက်တွေ့ကြတဲ့ပူးအောင်ဆိုင်မှုများဖြင့်တိုးတက်လာကပြည်သူများကစိတ်အားထက်သန်စွာထောက်ခံအားပေးတာကြောင့်နှစ်နိုင်ငံချစ်ကြည်ရေးကိုပုံမခိုင်မြဲစေခဲ့ကြောင်းလည်းမှတ်ချက်ပြုခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့သတင်းကတော့ထိုင်ဝမ်သားကြည်ကြော်ခံရလျင်ဖိလစ်ပိုင်လည်းဝင်ပါရတော့မယ်လို့ဖိလစ်ပိုင်စီအူစီချုပ်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အိန်းနီးချင်းထိုင်ဝမ်ကိုကျူးကျော်မှုများရှိလာခဲ့မယ်ဆိုပါကမိမိတို့နိုင်ငံဟာလည်းမလဲမရှောင်သာပါဝင်ပတ်သက်ရလိမ့်မယ်လို့ဖိလစ်ပိုင်စီအူစီချုပ်ကဧပြီလ၁ရက်နေ့မှာပြောကြားခဲ့ကတရုတ်ဟာဖိလစ်ပိုင်စစ်တပ်နဲ့အခြားအဖွဲ့အစည်းများတဲ့သို့စိတ်ဝင်ထိုးဖောက်နိုင်ရန်လှုံ့ဆော်နေကြောင်းလဲသူကသတိပေးခဲ့တယ်လို့ AFP သတင်းတရက်တွင်ဖော်ပြထားပါတယ်။ထိုင်ဝမ်ကိုကြီးကြုံမှုရှိလာခဲ့မယ်ဆိုရင်အရေးယူဆောင်ရွက်မှုတွေစတင်နိုင်ဖို့အတွက်စီစဉ်နေပါတယ်လို့ဖိလစ်ပိုင်စီအူစီချုပ် ရိုမီယိုဘရိုနာကမြောက်ပိုင်းလူစုကျွန်းရှိတပ်ဖွဲ့များကိုပြောကြားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ထိုင်ဝမ်မှာတခုခုဖြစ်သွားရင်ကျွန်တော်တို့ကမလဲမရှောင်သာပါဝင်ပတ်သက်ရပါလိမ့်မယ်။ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ကျွန်တော်တို့ဟာစစ်ပွဲတွေကိုရောက်နေတဲ့ဆိုတဲ့စိတ်ဓာတ်မျိုးရှိသင့်ပါတယ်လို့ပြောကြားကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ထပ်မံတင်ဆက်ပြီးမှာကတော့ဘန်ကောက်မူမျော်တိုက်ပြကြမှုကြောင့်တရုတ်ဆောက်လုပ်ရေးကုမ္ပဏီအစ်စစ်ဆေးခံနေရတဲ့သတင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့အင်းဒီချင်းမြန်မာနိုင်ငံမှာလူထောင်ကြီးတေဆုံးခဲ့တဲ့ငလင်လှုပ်ခတ်မှုကြောင့်ဘန်ကောက်မှာရှိတဲ့မိုးမျော်တိုက်တခုပြိုကျခဲ့တဲ့အပေါ်တေဥဆောက်လုပ်ရေးကုမ္ပဏီတခုဟာမေကွန်ထုတ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ထိုင်းစုဝယုံနေအတွက်တိဆောက်နေတဲ့ဆောက်လက်စားအထက်30ပါတာဝါဟာမြန်မာငလင်ကြောင့်စက္ကန့်ပိုင်းအတွင်းအပြက်စီးပုံဖြစ်သွားခဲ့ပြီးဧပြီလ2ရက်ထိစရင်အရာလူ73ထပ်မင်းတေဆုံးခဲ့က5ဦးတန်ရာရှိပြီးလူ90ခန့်ပိတ်မိနေတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဆွီဒင်ကစစ်ဖြေမှုကိုစိုးရိမ်လို့ကရုချင်းတွေခင်မီအောင်လုပ်ဖို့ဒေါ်လာ၁၀သန်းသုံးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။စစ်ဖြေမဲ့အန်ဒီရဲ့အတွက် တိုင်းပြည်အနေနဲ့ပြင်ဆင်ထားတဲ့ကြောင်းအာဏာပိုင်များကတရေပေးပြီးနောက်ဆွီဒင်ကအရက်ဖက်ကာကွယ်ရေးခိုးလုံရနေရာများကိုပြန်လည်စစ်ဆေးရန်နဲ့ပြင်ဆင်ရန်အတွက်ကရိုနာတန်တရာဒေါ်လာ၁၀သန်းရင်းနှီးမြှုပ်နှံသွားမယ်လို့ကြေညာလိုက်ကြောင်းသိရပါတယ်။ ရုရှားကယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းဆွီဒင်နဲ့ဥရောပနိုင်ငံတွေဟာကာကွယ်ရေးစရိတ်တွေတိုးမြင့်သုံးဆွဲမယ့်အကြောင်းကြေညာထားခဲ့ကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့နေတိုအဖွဲ့အပေါ်ထားတဲ့ကတိကဝတ်ကိုတန်တရားရှိလာတာကြောင့်လဲမကြသေးခင်က အခုလိုတိုးမြှင့်ဖို့လှုပ်လာကြတာဖြစ်ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ ျမတို့ရှင်ကုန်မီဒီယာကနေအရှေ့လေပိုင်းဒေသအစ္စရေးနဲ့ဟာမတ်စ်ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြဿနာများကိုအစင်းနဲ့တပြေးသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။